ဒီလျှက်စင်ကားကြောင့်မိချောင်းကြီးတကောင်ကိုအသက်ဆုံးရှုံးသွားတယ်။ပြိသက်တွေအခုလိုမြင်ကွင်းမျိုးကိုတက်တက်နဲ့တကူလုံးဝမြင်တွေ့ဘူးမှာမဟုတ်ပါဘူး။ဒီမြင်ကွင်းကမိချောင်းကြီးတကောင်ကငါးတကောင်ကိုအမဲလိုက်ဖို့ကြိုးစားနေတာပါ။ဒါပေမဲ့အစားတလုံးအတွက်ဒီမိချောင်းကြီးကသူ့အသက်ကိုဆုံးရှုံးရတော့မှာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့သူ့အမဲလိုက်နေတဲ့ငါးကရိုးရိုးငါးမဟုတ်ဘဲလျှက်စင်ငါးတကောင် ဖြစ်နေလို့ပါပဲ။ဒီလျှက်စင်ငါးတွေကဘိုးအား160လောက်အထိကိုထုတ်လွှင့်နိုင်တဲ့ကမ္ဘာထူးခြားဆုံးငါးမျိုးစိတ်တွေပါ။ ဒီငားကထိုးလို့တဲ့လျှက်စစ်တက်ကြောင့်မြင်းတစ်ကောင်အရွယ်စားရှိတဲ့အကောင်လေးကိုဖြုံရလောက်တဲ့အထိချင်းချောင်းနိုင်တဲ့အပြင်အသက်တောင်ဆုံးရှုံးသွားစေနိုင်တာဖြစ်ပါတယ်။ဒီလျက်စင်ကားကြောင့်ပဲအသက်ဆုံးရှုံးရတဲ့လူသားတွေလည်းရှိပူပါတယ်။အခုတစ်ခါမှတော့ဒီလျက်စင်ကားကြောင့်ပဲအခုမြင်နေရတဲ့မိချောင်းကြီးကအသက်ဆုံးရှုံးပြီးတော့တမလုံရောက်သွားတော့မှာပါ။လျက်စင်ကားနဲ့ထိမိသွားလို့ဒီမိချောင်းကြီးဓာတ်လိုက်ခံရပြီးတော့တစက်စက်တုံနေတာကိုပြိသက်တွေခုလိုပဲမြင်တွေ့ရမှာပါ။ဒီနောက်မိချောင်းကငါးကိုပါးစပ်ထဲရောက်သွားချိန်မှာသူ့အနေနဲ့အနည်းစစ်တက်ကိုခံနိုင်ရင်မရှိတော့ဘဲနဲ့အသက်ဆုံးရှုံးသွားခဲ့ရပါတော့တယ်။ ဒီမြင်ဝင်းကမိချောင်းကြီးတကောင်ကအမဲလိုက်နေရကနေအမဲမလိုက်တဲ့နှစ်ရက်စင်ကားကိုလိုက်ပြီလို့သူ့အသက်ပါဆုံးရှုံးသွားရတဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီလိုစိတ်ဝင်စားဖို့ရာအကြောင်းအရာတွေကိုထပ်မံကြည့်ရှုနိုင်ဖို့ Best Media ကို Like and Follow လုပ်ပြီးတော့အားပေးသွားနိုင်ပါတယ်ရှင်။ဆူနာမီမဖြစ်အောင်ကြိုပြီးတည်ပြီးတယ်လို့ဂျပန်တွေယုံကြည်ကြတဲ့နှငါးကြီးအခုမြင်နေရတဲ့ငါးကြီးကိုဂျပန်လူမျိုးတွေကနှငါးကြီးတကောင်လို့ယုံကြည်ကြပါတယ်။ဒီငါးကြီးတွေကတောက်ပနေတဲ့ငွေရောင်အကျွေးပုံတွေကိုပိုင်ဆိုင်ထားပြီးတော့အရွယ်အစားကလည်းကြီးမားရှည်လျားပါတယ်။ ဒီငါးကြီးတွေကအစူးနာမီလိုင်းလုံးကြီးတွေဖြစ်တော့မယ်ဆိုရင်ရေပေါ်ကိုတက်လာပြီးတော့လူတွေကိုကြိုပြီးတည်ပြီးရဲလို့ယုံကြည်ကြတာပါ။ဒီငါးကြီးတွေကို offer လို့အမည်ပေးပြီးတော့အယိုးမာငါးတွေထဲမှာအရှိတရားဆုံးဖြစ်ပါတယ်။သူတို့ကပင်လယ်ရေအောက်အနက်ကြီးထဲမှာနေထိုင်ပြီးတော့အကြောင်းပြချက်မရှိဘဲရေပေါ်ကိုတက်မလာတတ်ကြပါဘူး။ရေပေါ်ကိုတက်လာပြီဆိုရင်လေရေအောက်နက်နက်ထဲမှာတစုံတစ်ခုဖြစ်နေတာကြောင့်ဖြစ်နိုင်ပြီးတော့ငါးကြီးတွေတေဆုံးခါနီးမှတက်လာတာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဒီငါးတွေအပေါ်ကိုတက်လိုက်ဆူနာမီလှိုင်းလုံးတွေဖြစ်တတ်တယ်ဆိုပြီးတော့ယုံကြည်ကြတာကအကြောင်းမဲ့တတ်တော်မဖြစ်နိုင်ပါဘူး။ဒီငါးတွေကလူတွေကိုအနေနဲ့မပေးတတ်ဖဲရေအောက်ထဲမှာတခြားငါးအသေးစားလေးတွေကိုစားတောက်ပြီးတော့နေထိုင်တတ်ကြပါတယ်။လက်ရှိအချိန်မှာတော့အရန်လာတဲ့ဒီငါးတွေကအရေအတွက်တိတိတသားနဲလာပြီးတော့အပြင်မှာတွေးဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ရှားပါးနေခဲ့ပါပြီ။ပြိတ္တတို့အနေနဲ့ရောဆူနာမီလာမှာကိုကြိုးတတိပေးတယ်ဆိုတဲ့ဒီငါးကြီးတွေနဲ့ပတ်သက်ပြီးဘယ်လိုမျိုးယူဆပါသလဲ။ comment ထဲမှာဆွေးနွေးပေးခဲ့လို့ရပါတယ်။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။အိမ်ငိုက်နေတဲ့ဒီချစ်စရာကောင်လေးကတာမန်ယုံလေးတကောင်မဟုတ်ဘူး။အခုမြင်နေရတဲ့အကောင်လေးကကြည့်လိုက်တာနဲ့ယုံလေးတကောင်လိုချစ်စရာကောင်နေပါလေ။သူတို့ကတဲကန်နာရတဲ့ကကြောက်တုံးကြီးတွေပေါ်မှာအခုလိုမျိုးအိမ်ငိုက်နေကြတာပါ။သူတို့ကယုံတဲ့ပုံစံတူပေမဲ့ယုံစစ်စစ်တော့မဟုတ်ပါဘူး။ဒီအကောင်လေးတွေကိုဘေကားချာလို့ခေါ်ပြီးတော့သူတို့ကတောင်ပေါ်မှာနေတဲ့ယုံမျိုးမျိုးဝင်တစ်မျိုးဖြစ်ပါတယ်။သူတို့ကအရွယ်စားသေးတဲ့တော်ဝါလေးဖြစ်ပြီးတော့မိုးလင်းမိုးချော့အခုလိုမျိုးအိမ်ငိုက်နေတတ်ကြပါဗျ။ အခုလိုပေါ်ပေါ်ထင်ထင်အိတ်ငိုက်နေတာကြောင့်သားရဲတွေရဲ့ရန်ကိုမကြောက်ဘူးလို့ထင်စရာရှိပါတယ်။သူတို့ကအိတ်နေတယ်ဆိုပေမဲ့တိကိုင်းကြောက်ကလေးကြိုးကြတဲ့အတန်ကြတာနဲ့လင်းမြန်တဲ့အချိန်နဲ့ထွက်ပြေးနိုင်ကြပါတယ်။သူတို့ရဲ့လက်ချောင်းတူတူလေးတွေကကြောက်တုံးတွေကိုကုတ်တွယ်ပြီးတက်တဲ့အခါအင်မတန်အသုံးဝင်ပါတယ်။ဒါကြောင့်သူတို့ကသားရဲတွေအရန်ပေါ်တဲ့တဲခန္ဓာရထဲမှာတော့မကြောက်မရွံ့အိတ်ငိုက်နေနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့သူတို့ဟာသားရဲတွေရဲ့ရန်ကိုကြောက်စရာမလိုဘူးဆိုပေမဲ့သူတို့ကိုအမှန်တကယ်ဒုက္ခပေးနေတာကလူသားတွေပါ။ လူတွေကဒီကောင်လေးတွေကိုမှောက်ခိုးဈေးမှာရောင်းဖို့ဖြစ်ပါစေအသားနဲ့အရည်ဝင်ကိုယူဖို့ဖြစ်ပါစေအမဲလိုက်တက်ဖြတ်နေကြပါတယ်။ဒါကြောင့်ဒီအကောင်လေးတွေကိုအနာဂတ်မှာလူတွေရဲ့လက်ချက်နဲ့မျိုးတုံးနိုင်ရေးရှိတယ်လို့ယူဆနေကြပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတို့တင်ရှိပါတယ်ရှင်။